နိုင်ငံတကာဖူဒီတွေဘန်ကောက်ကိုရောက်ပြီဆိုရင်သူတို့မစားမဖြစ်သွားစားတဲ့အစားအစာတစ်ခုရှိပါတယ်။အဲ့ဒါတော့ Thai style ကြက်ကျော်ပါ။အားလုံးပဲမင်္ဂလာပါ။ Flow Vine Chowan Channel နေချူဆူလိုက်ပါတယ်။ဒီနေ့တော့ YouTube ရော TikTok ပေါ်ကဖူဒီတွေကြားထဲမှာနာမည်ကြီးနေတဲ့ Thai style ကြက်ကျော်ကိုအိမ်မှာကြော်စားမှာဖြစ်ပါတယ်။ကိုပုံမှန်ကြော်နေကြကြက်ကျော်နဲ့ဘာကွာလဲဆိုတာသိကြရင်တော့ဗီဒီယိုလေးကိုအဆုံးထိဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော်။ကြကြော်ကြော်ဖို့အတွက်ကပေါင်ရင်းထိပ်ပါတယ်ကြက်ပေါင်နှစ်ခုအသုံးပြုပါမယ်။ ပထမဆုံးကြက်ပေါင်တွေကိုတန့်သွောင်းလို့ရေနဲ့နှစ်ခေါက်သုံးခေါက်လောက်ဆေးပေးလိုက်ပါမယ်။ပြီးသွားရင်ကြက်ပေါင်ကိုဓာတ်နဲ့လိုက်ပြီးတော့မှုန်းပေးလိုက်ပါမယ်။အဲ့လိုမျိုးဓာတ်နဲ့အရာလေးတွေလိုက်မှုန်းပေးလိုက်တဲ့အတွက်အရာသာနေတဲ့အခါမှာကြက်အသားတွေအထိအရာသာဝင်စီမှာဖြစ်တယ်လို့ကြော်တဲ့အခါမှာလည်းအကျက်ညီစီမှာပဲဖြစ်ပါတယ်။ညနေပြင်တစ်ဖက်ကိုဓာတ်နဲ့လိုက်မှုန်းပြီးသွားပြီဆိုရင်တော့လှန်လိုက်ပြီးတော့ကြံတစ်ဖက်ကိုလည်းဓာတ်နဲ့လိုက်မှုန်းလိုက်ပါမယ်။နောက်တစ်ထုံးကိုလည်းဆင်တူလှုပ်ထားလိုက်ပါမယ်။ ကြက်သားအရသာနှက်ဖို့အတွက်ပြင်ဆင်ပါမယ်ပထမဦးဆုံးနည်းနည်းပင်အမြစ်တွေကိုယူလိုက်ပါမယ်ပြီးတဲ့အခါမှာတန့်သွားအောင်လို့ရေနဲ့တေချာလေးဆေးပစ်လိုက်ပါမယ်ရေဆေးပြီးသွားရင်တော့ဓာတ်နဲ့နှုတ်နှုတ်ဆင်းထားလိုက်ပါမယ်ကြက်သွန်အဖြူဥသေးတအုပ်ကိုအခွန်ခွာပြီးတော့ထောင်းလိုက်ပါမယ်ညက်သွားပြီဆိုရင်နည်းနည်းပင်အမြင့်နှုတ်နှုတ်ဆင်းထားတာကိုထည့်ပြီးတော့ထောင်းပါမယ် နှစ်ခုလုံးညင်းအောင်ထောင်းပြီးတွားပြီးဆိုရင်တော့တကြားနှစ်ဆွန်းထည့်လိုက်ပါမယ်။ငရုတ်ကောင်းမှုထည့်ပါမယ်။ကုံလုံးတေချာတမသွားအောင်လို့အနေငယ်ထောင်းပြီးလိုက်ပါမယ်။ကုံတမသွားပြီးဆိုရင်တော့ရပါပြီ။ငရုတ်ဆုံးနေရာခတ်ပြီးတော့ပကံတစ်ခုတည်းကိုထည့်လိုက်ပါမယ်။စားတဆွန်းထည့်ပါမယ်။ငပြာရည်ကိုစပွဲတင်ဆွန်းနဲ့နှစ်ဆွန်းထည့်ပါမယ်။ပင်ငပြာရဲ့အကြည်ကိုလည်းစပွဲတင်စုံနဲ့နှက်စုံထည့်ပါမယ်။ပြီးတော့ရင်ရေအနေငယ်ထည့်ပြီးတော့အကုန်လုံးကိုတေချာလေးတမတော့အောင်လို့မှုေပြီးတော့ဖြောထားလိုက်ပါမယ်။ ဆော့စ်ရေရပြီဆိုတော့အရသာနှက်ဖို့အတွက်ချက်ပေါင်လေးကိုစလုံးတစ်လုံးနဲ့ထည့်လိုက်ပါမယ်။ပြီးတော့ရင်ဖြော်ထားတဲ့ဆော့စ်ရေကိုအပေါ်ကနေဆန်းပေးလိုက်ပြီးတော့ချက်ပေါင်လေးကိုအရသာဝင်သွားအောင်လို့တေချာလေးနေပြီးတော့နှက်ပေးပါမယ်။တေချာနေပြီးသွားပြီဆိုရင်တော့ချက်ပေါင်တွေကိုအရသာအပြည့်အဝစိတ်ဝင်သွားအောင်လို့အနည်းဆုံးတစ်နာရီလောက်အရသာနှက်ထားပေးပါမယ်။အရသာနှက်ထားတော့မှပဲစီချက်ချက်ထားပါမယ်။ချက်တို့အနီကိုအခွန်ခွာရေဆေးပြီးတော့ပပလှိလိုက်ပါမယ်။ ိုကတော့ကျက်သွန်တွေကို6ဥအသုံးပြုရပါတယ်ကိုကစီချက်အဖက်များများလိုချင်နေဆိုရင်တော့ကျက်သွန်တွေကိုပိုအသုံးလုပ်ရပါတယ်အခုစီချက်ချက်ဖို့အတွက်အိုးတွေကိုစီးထည့်ပြီးတော့အပူပေးလိုက်ပါမယ်စီပူလာပြီဆိုရင်တော့လှီထားတဲ့ကျက်သွန်တွေကိုထည့်ပြီးတော့ကျက်သွန်တွေစီချက်ချက်ပေးလိုက်ပါမယ်ကျက်သွန်ဒီစီချက်ရသွားပြီဆိုရင်အဖက်တွေကိုဆေးပြီးတော့စီစစ်ထားလိုက်ပါမယ် ခုကြက်သားအရသာနှက်ထားတနားရီလောက်ရှိပါပြီကြက်သားကိုမကြောခင်မှာအရင်ဆုံးကြက်သားနှက်ထားတဲ့အရည်တွေကိုဆန်စိမ့်မုံထည့်ပြီးတော့အရည်လေးပစ်သွားအောင်လုပ်လိုက်ပါမယ်ခုလိုမျိုးဆန်မုံထည့်လိုက်တဲ့အတွက်ကြက်သားနေထားတဲ့အရည်ကပြစ်ပြစ်လေးဖြစ်ပြီးတော့မုံနှစ်သဘောမျိုးဖြစ်သွားပါတယ်ဆန်မုံထည့်ပြီးသွားရင်တော့ဆန်မုံတွေကိုကြက်သားကိုလည်းပို့ပေးလိုက်ပါမယ်အနှစ်ထဲမှာလည်းတေချာလေးပျော်သွားအောင်လို့နေပေးပါမယ်အနှစ်ကအရင်မပစ်သေးဘူးဆိုရင်တော့အနှစ်ခက်ပြစ်ပြစ်လေးရတဲ့အထိဆံမုံကိုထည့်ထည့်ပြီးသွားပြီးတော့နေပြရပါမယ်။ ခုလိုမျိုးအနှစ်ကခက်ပြစ်ပြစ်လေးဖြစ်သွားပြီတေချာလေးနှက်အောင်လေးနေပြီးသွားပြီဆိုရင်တော့ရပါပြီဆော့ဆော့ဟာစီချက်ချက်ထားတဲ့စီလေးကိုပဲစီထက်ထည့်ပြီးတော့ဆူအောင်အရင်တည်လိုက်ပါလေစီဆူသွားပြီဆိုရင်ကြက်ပောင်ကိုထည့်ပြီးတော့ကြော်ပါမယ်ကြက်ကြော်ကြော်တဲ့အခါမှာစီမြောက်အောင်ကြော်နိုင်ရင်တော့အကောင်းဆုံးပါပဲအကြက်လေးညီပြီးတော့အိုးကပ်မှလည်းမပူရတော့ပါဘူး ကိုကတခါလေကြော်ဆရမလို့စီကိုလည်းအများကြီးမသုံးချင်ဘူးဆိုရင်တော့ချက်ပေါင်နှစ်ခုကိုတပြိုင်တည်းမကြော်ပဲနဲ့တပေါင်းစီခွဲပြီးတော့ကြော်ပြီးပါမယ်။ကြော်နေရင်လည်းတစ်ဖက်ကရွှေညောင်လေးတန်းလာပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှန်ပြီးတော့ဆက်ကြော်လိုက်ပါမယ်။ကြော်နေရင်လည်းချက်ပေါင်လေးကနှစ်ဖက်စလုံးရွှေညောင်တန်းလာပြီဆိုရင်တော့ဆယ်လို့ရပါပြီ။ဆယ်ပြီးတော့စီစစ်ထားလိုက်ပါမယ်။ ကျန်တဲ့ကြက်ပေါင်နောက်တော်တော့လည်းခုလိုပဲထပ်ပြီးတော့ကြော်လိုက်ပါမယ်ခင်ဗျာကြက်ကြော်ကြော်တဲ့ကြာချင်းကတော့ကိုတုံးတဲ့ကြက်ကြော်အရွယ်စားရဲ့စီပမာနာရဲ့တုံးတဲ့မီးအားရဲ့ပုံမူတည်ပြီးတော့တုံးတဲ့သူအနေငယ်တော့ကွာနိုင်ပါလိမ့်အတွင်းထိပါတေချာကြက်ဖို့ဆိုရင်တော့စီများများရဲ့မီးအားပုံမှန်ရင်နဲ့ခက်ကြကြလေးအချိန်ပေးကြော်ပြီးတာတော့အကောင်းဆုံးပဲဖြစ်ပါလိမ့်ဒါဆိုရင်တော့ကြက်ကြော်လေးကရပြီပဲဖြစ်ပါလိမ့်ရသွားပြီဆိုရင်တော့ပကံလေးကိုထည့်ပြီးတော့ဆောဆောကကြော်ပြီးတော့စီစစ်ထားတဲ့ကြက်သွန်ဒီစီချက်လေးတွေကိုဖြူပစ်လိုက်ပါမယ်။ ွှေးတော့နည်းနည်းပဲညှက်ထားလိနေငယ်ဖြူပေးလိုက်ပါမယ်။အခုဆိုရင်တော့အရသာအရန်ကိုရှိတဲ့ time style ကြက်ကြော်လေးကယာပြီးပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီကြက်ကြော်ကကျွန်တော်တို့အိမ်မှာပုံမှန်ကြော်စားနေကြကြက်ကြော်တွေဘာကွာလဲဆိုတာတစ်ချက်လေးကြည့်ကြည့်ပါမယ်။အရင်ဆုံးကြက်ကြော်အတုံးကြီးကအရန်ကြီးနေတဲ့အတွက်အတုံးလေးခုတ်လိုက်ပါမယ်။ခုခုတ်ပြီးသွားပြီဆိုတော့ကျွန်တော်တစ်ချက်လေးပြပါမယ်။ကြက်ကြော်ရဲ့အပြင်ကွန်ကတော့ကျွတ်ကျွတ်လေးဖြစ်နေပြီမြင်။ အတွင်းသားကတော့ဗမာကြက်ကြော်လိုမမာကြည့်ကြည့်ကြီးဖြစ်မနေပဲနဲ့အကောင်လိုက်ကင်ထားတဲ့ကြက်ကင်ရဲ့အတွင်းသားလိုမျိုးဆူဆူအီအီရွှဲရွှဲလေးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြုတ်ဝက်ချက်ကတော့ဆားတို့ငယ်ပြားတို့နဲ့ဖြောထားတဲ့ sauce အငယ်ကြီးထဲမှာကြက်သားကိုမကြော်ခင်ခက်ကြကြလေးစိန်ပြီးတော့နှက်ထားလို့ပဲဖြစ်ပါတယ်။ရိုးကြက်ကြော်တွေစားတာရိုးနေပြီဆိုရင်တော့ ထိုင်းစတိုင်ကြက်ကြော်လေးကိုဒီနီတိုင်းကြော်ပြီးတော့စားကြည့်လိုက်ပါဦးဂျိုးရှင်းရှင်းနဲ့အရသာအရန်ထူးကြတာမို့လို့အားလုံးသဘောကျမယ်ဆိုတာသိကြပါတယ်အခုလိုမျိုးအရသာရှိတဲ့ဟင်းချန်နီမုတ်လုံးတွေကိုအပတ်စဉ်တနင်္လာဘုတ်တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye